မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့တရင်ဝင်တဲ့ကြိုးများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုကပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့တနနိုင်ငံလုံးတွင်ထောင်ထောင်ချီအင်အားဖြင့်အထွေထွေထိုးစစ်ရဲ့ကြီးတဲ့ဆင်တွေဆရာနာသိမ့်မှုအဆုံးသက်ပေးရန် UNG ကရေးဝင်ကြီးဌာနအတိပေးကြေညာဆိုတဲ့တဲ့မယ့်ဖြစ်ပါရရှင်။ တနိုင်ငံလုံးတွင်ထောင်သောင်းကြီးအင်အားဖြင့်အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲ၍ဆက်ရနာသိမ်းမှုအဆုံးသက်ပေးရန်အမျိုးသားညီညွတ်ရေးဆိုရာ NUG ကောက်ရေးဝန်ကြီးဦးရင်မောင်ကအတည်ပြုကြေညာလိုက်သည်။မက်ရှလာရှင်းရဲ့နေ့ကျင်းပပြုလုပ်ခဲ့သည့်တမိုးတင်နှင့်အပတ်စဉ်တင်မြင်ဆောင်2024တင်နှင်းဆင်ဝဲသို့ပေးပို့သောသတင်းလာတွင်၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်သိန်းတိုက်ပွဲအတွေ့အကြုံများရယူခဲ့ပြီးဖြစ်သဖြင့် PDF ဘကဖာနှင့်မဟာမိတ်တော်လှန်ရေးဖွဲ့များအားလုံးလက်တွဲကစစ်မျက်နှာစာအလိုက်ထောင်ထောင်ချီအင်အားဖြင့်အထွေထွေထုတ်စစ်ကြီးစစ်စင်တွင်စစ်ဟနာသိမ်းမှုအဆုံးသက်ကြရမည်ဟုကာယေးဝန်ကြီးဦးရင်မောင်ကပြောကြားသည် တော်လရင်အစောပိုင်းကာလမှာတစ်ဖက်ကတက်တီဆောင်ရင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ဆေးရည်လှုပ်ရှားနိုင်အောင်ပထမအဆင့်ဇိုးပန်းခဲ့ကြရတယ်။ဒုတိယအဆင့်အနေနဲ့တွေ့အင်အားစုစည်းမဟာဗျူဟာဒိုစစ်ဆင်ရင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ခဲ့ပြီဖြစ်တယ်။ဒါဆိုရင်တတိယအဆင့်ကဘာဖြစ်မလဲ PDF ဘက်ကဖနဲ့မဟာမိတ်တော်လရင်အဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာစာအလိုက်ထောင်ထောင်စီအင်အားနဲ့အထွေထွေဒိုစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်။ဒီဒိုစစ်ကြီးကဆွေးနွေးသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်။ ယ်လို့ငါတို့ယုံကြည်တယ်။အစုံတစ်နေမှာဆိုးရုံမှုမှန်သမျှကြာဆုံးပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်တယ်။ပြည်သူတော်လှန်ရေးမဟုတ်ချအောင်ရမယ်ဟု NUG ကဝေးဝန်ကြီးဦးရင်မောင်ကပြောကြားသည်။ PDF ပကပရဲဘော်များ COC နှစ်ရက်နဲ့တိုက်စွမ်းရေကကောင်းသည့်ရဲဘော်များဖြစ်ရေကိုစင်စက်မပြတ်ဖော်ဆောင်ခဲ့ကြောင်းတမတော်ထူထောင်ရရင်လက်နက်ကိုင်အင်အားစုအလုံးအလံတော်တစ်ခုလည်းအောင်းလိုက်စူးစီး၍ပြည်သူတော်လှန်ရေးတရက်ဆင်နွှဲရန်နှင့်စနစ်ပြောင်းရေးဦးတည်သည့်တော်လှန်ရေးဖြစ်သည့်အတွက် Federal Democracy နိုင်ငံရေးစနစ်နှင့်လျော်ညီသည့် Federal ပြည်အောင်စုတမတော်တည်ထောင်သည့်ကရှေ့ပြည်အမျိုးသားဖြစ်စီရဲ့ရည်ရထားကြောင်း၎င်းကပြောဆိုသည် PDF ဘက်ကပါ share ပေါ်လေး COC နည်းရနဲ့တိုက်စွမ်းရအကောင့်နဲ့ share ပေါ်လေးဖြည့်ရငါတို့စင်ဆက်ဖို့ဆောင်ရမယ်လုပ်ငန်းတောင်းဖြစ်တယ်။အခုဆိုရင် share ပေါ်တို့ဟာ data ကိုတန်းဆောင်မှုအစင်းနဲ့ဖြစ်ကြရပြီလို့နားလဲတယ်။တမှုတွေရဲ့ဥဆောင်မှုကိုကျိုးစွန်းအနာခံမှုနဲ့တပ်ကိုကောင်ထရက်ကောင်မာဒရက်မောင်တီဆောက်ကြရမှာဖြစ်တယ်ဥယျာဉ်မောင်ကဆက်လက်ပြောဆိုသည်။ရှင်နေတော်လိုင်းရဲ့အချိန်လေးအရရကိုကြည်ပါကတော်လိုင်းအောင်မြင်ရတဲ့တော်လိုင်းအောင်မြင်သည့်ခရင်ပြည်သူများမျှော်မှန်းထားတဲ့ Federal Democracy ပြောင်းစုထူထောင်နိုင်ရန် PDF တမရော်ရဲ့တောင်းရှိတဲ့အောင်အတည်ပြုထားသည် ဒီကနေ့ဆိုရင်ပြည်သူ့ကော်ရီတက်မတော်ရဲ့တက်တန်းဟာလင်းနေပြေဖို့လာပိုင်းသားလို့တော့တဲ့ဒီအချိန်မှာ PDF တက်မတော်ကိုဦးစားမိအစစ်စစ်တော့တော်လင်းတာဝန်ထမ်းဆောင်ရမယ်တက်မိုးကောင်းနေငါတို့တက်မတော်မှာပေါ်ထွက်ခဲ့ပြီဖြစ်တယ်လို့ယုံကြည်တယ်တက်မိုးကောင်းမှတက်ကောင်းမယ်ဆိုတဲ့ဆိုရစကားလေးရှိတယ်တက်မတော်တရက်တိဆောက်ရမှာတက်မိုးရဲ့အခန်းခါနာဘလောက်ရည်ကြီးမှလဲဆိုတာကိုတော့အထူးပြောဖို့လိုမယ်မထင်ဘူး၎င်းကမိန်ကုန်းနဲ့ထဲတင်ပြောဆိုသည် ်အဆိုပါတမုတ်တင်နယ်ပတ်စင်တစ်ကိုအမှတ်၁စစ်ဒေသတွင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးတင်နန်းကာလ၃လကြာမြင့်ခဲ့ကြောင်းတင်နန်းအောင်မြင်ရေးအတွက် KNY တမတ်တင်နန်းစီယာအရာရှိများနဲ့ PDF စီယုံစုံမှတာဝန်ရှိသူများကပို့ချခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ညောင်ဦးမှာစစ်မှုထမ်းဖို့လူငယ်20ခန့်ဖမ်းဆီးခံရဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်ငါမဲမေးရွာကနိုင်အိမ်မှာကုညီလုံဆောင်နေတဲ့လူငယ်20ခန့်ကိုစစ်ကောင်စီတပ်ကမတ်လ10ရက်နေ့မှာဖမ်းဆီးသွားတယ်လို့ဒေသခံတွေနဲ့ကောက်ယူတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ရွာတွေကလူငယ်တွေဆိုပြီးရုပ်အလောင်းတည်ယူဖို့တွားရောက်စေလမ်းကူးလမ်းမှာဖမ်းဆီးခံရတာလို့ညောင်ဦးမြို့နယ်ပြည်သူ့ကောက်ယူအဖွဲ့တောင်းရှိသူတို့ကပြောပါတယ်။ ။ရန်ကုန်ကပြန်တယ်လာတဲ့ရှုပ်လောင်းကိုရွာကလူတွေကသွားကျူတဲ့ချိန်ဖန်ဆီးခင်ရတာပါ။ငွေပေးတဲ့လူအချို့ကိုပြန်လွှတ်ပေးပါရယ်။အခုစစ်တပ်ကအများချိန်မတော်အပြန်ထွက်တဲ့လူတွေအကုန်လုံးကိုဖန်ဆီးပြီးစစ်မှုထမ်းခိုင်းတာတွေရှိပါရယ်။ ဖန်ဆီးခံရသူတွေနဲ့6ဦးကိုငွေကြေးနဲ့ရေယူတာကြောင့်မက်ရှလ17ရက်နေ့မှာပြန်လွတ်ပေးခဲ့ပေမယ့်စံနေတဲ့လူငယ်တွေရဲ့လက်တလောအခြေအနေကိုမသိရသေးဘူးလို့သူကပြောပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်လို့တောင်းမြတ်ချက်ရဖို့စစ်ကောင်စီရဲ့မန်လေးတိုင်းပြောဝင်ရသူတိုင်းစီဝိုင်းဝင်ကြီးဦးသိန်းထေကို IFA ကဆက်သွယ်ခဲ့ပေမယ့်ဖုံးလက်ခံဖြေဆိုတာမရှိသေးပါဘူး။မက်လာဆန်ကလည်းညောင်ဦးမြို့နယ်မြင်းကပါရွာကလူငယ်90ခန်းကိုစစ်ကောင်စီအာဏာပိုင်တွေကစစ်မှုထမ်းမှုစီးရင်ပါဝင်တဲ့အကြောင်းရေးသားထားတဲ့အကြောင်းကြားစာတွေပို့ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် မက်ရှလာပထမအပတ်တွင်မြင်ကဘာရွာတောင်ပြီးရွာတိမင်္ဂလာရက်ွက်အောင်စီယာရက်ွက်နဲ့မင်္ဂလာသာစီရက်ွက်တွေတဲကလူငယ်20ထက်မနည်းစမှုထမ်းမှုဖန်စီခံထားရတယ်လို့ဒေသခံများပြောပါရယ်စစ်ကောင်စီနဲ့နှိစက်သူတွေကနေရရှိတဲ့စီရင်တွေရညောင်မြို့နယ်တစ်ခုလုံးမှာစမှုထမ်းမှုအသက်အရွယ်ပြည်မီသူလူငယ်900ကျော်ရှိတဲ့အကြောင်းပြည်သူ့ဒီမိုကရက်တစ်တပ်မတော် PDA က February 28ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးစီရင်မှာပါတဲ့လူငယ်တွေသတိပြုနေထိုင်ကြဖို့ပြောဆိုထားပါရယ်ရှင်ယခုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ပြည်내တဲ့ပေါ်ထုံးကလှလာကြောင်ပေါ့ အုံဖွဲ့တွေပြောဆိုရတဲ့နည်းဖြစ်ပါရှင်။ဆရာနာရှင်စနစ်ချုပ်ငင်းရင်းနဲ့ပြည်내သက်ပေါ်ထုံခွင့်ရှိတဲ့ Federal ပြည်အစုတီထောင်ရေတို့အတွက်ဗမာအပါဝင်တိုင်းရင်းသားအင်အားစုအားလုံးနဲ့လက်တွဲတိုက်ပွဲဝင်မယ်လို့ပအိုးအမျိုးသား Federal ကောင်စီ PNFC နဲ့ပအိုးအမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL လို့ PNL တို့က Maslow 73ရင်းနဲ့မှာပူရဲထုတ်ပြန်ပါတယ်။86နှစ်မြောက်ပအိုးအမျိုးသားနဲ့မှာပူရဲထုတ်ပြန်တာဖြစ်ပြီးပအိုးပြည်내သက်ပေါ်ထွက်လာဖို့နိုင်ငံရေးနည်းလမ်းနဲ့ကြိုးပမ်းမယ်လို့ဒီနေ့ကျင်းပတဲ့ပအိုးအမျိုးသားနဲ့ခန္ဓာမှာ PNFC ခရခွန်မြင့်ချောင်းကပြောပါရယ်ပထမတော်လန်ရီဒုတိယတော်လန်ရီတွေမှာကျွန်တော်တို့ဟာငဲခဲ့ပါရယ်ပအိုတွေဟာပြည်တော်စုကိုငဲခဲ့ပါရယ်ကျွန်တော်တို့ကြောင့်ဆိုတာဖြစ်မျိုးမလက်ခံခြင်းတဲ့အတွက်ပအိုပြည်နယ်ကိစ္စကိုရှင်နေကရှိတော်လေးထုံမပြောခဲ့ဘူးဒီကနေ့တတိယတော်လန်ရီမှာကျွန်တော်တို့ပုံမှန်လေးလေးပြောပါရယ်ပအိုပြည်နယ်တဲ့ပေါ်ချုံရီကိုကျွန်တော်တို့လိုလာတယ်အဲ့ဒါကိုကျွန်တော်တို့ယာယူမယ်ယာယူတဲ့အခါမှာကျွန်တော်တို့နိုင်ငံရေးနီလန်းနဲ့ယာယူမှာဖြစ်ပါရယ် ဆရာနာရှိစနစ်အမြဲပြတ်ရေးကိုပိုင်ပြချမ်းဝင်းရရှိရေးနဲ့ဖက်ဒရယ်ပြောင်စုတီထောင်ရေးတို့ဟာပအိုးတော်လည်းရဖွဲ့စည်းရဲအနိမရှိမှန်းချက်ဖြစ်တယ်လို့အခမ်းအနားကိုတက်ရောက်လာတဲ့ပအိုးကောင်းဆောင်တွေကပြောပါရယ်ပအိုးပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့အုံချခံမဖြစ်အောင်တတိထားဖို့နဲ့လက်ရှိမှာစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ပအိုးပြည်သူစစ်အဖွဲ့ PNO ကိုလည်းတော်လိုင်းအဖွဲ့တွေနဲ့ပူးပေါင်းဖို့တိုက်တွန်းထားပါရယ် စစ်တပ်အာဏာသိမ်းပြီးနောက် PNLO နဲ့ PNFC ရဲ့လက်နက်ကိုင်တပ်တွေကစစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်နေပါတယ်။86နှစ်မြောက်ပအိုးမျိုးသားနဲ့ခန္ဓာကိုမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့အရက်ဘက်ဖွဲ့စည်းတွေတက်ရောက်ခဲ့ကြပါတယ်။ဆလတ်တင်ဆက်ပေးမယ့်တွင်ကတော့ထန်းတပင်လေးချောင်းတိုက်ခိုက်မှုအတွင် Free Bomber Ranger စေမှုတို့တည်ဆုံဆွေးနွေးတဲ့မယ်ဖြစ်ပါရှင်။ ။ပဲခူးတိုင်းတောင်ကိုဖျိုင်ထန်းတပင်မျိုးနဲ့အတွင်းစစ်ကောင်စီလေးဆောင်တိုက်ခိုက်မှုကြောင့်မီလောင်ပုံထိမှန်ခဲ့သည့် Free Burma Ranger FVR စေမှုတို့ဖြစ်သူအသက်25နှစ်အရွယ် No Seemu for the Masla စေရနေရင်းကွဲလောင်ခဲ့ကြောင်း FVR အဖွဲ့ကထုတ်ပြန်သည်။လေးဆောင်တိုက်ခိုင်မှုတွင်ထိခိုက်ဒဏ်ရာရသူများကိုစေမှုနော်စေမှုဖော်ပါဝင် FBI အဖွဲ့သားများကမြေပြင်ဆင်း၍စေကုသမှုများလှုပ်ဆောင်နေစဉ် match လ၈ရက်တွင်မိလောင်ပုံများဖြင့်ထမှန်ပုံကျဲခဲ့ရာစေမှုတို့နေရာ၌ပင်တည်ဆုံတဦး တန်ရာအပြင်တန်ရာက no say move for the ခန္ဓာကိုယ်နဲ့မီလောင်တန်ရာများရရှိခဲ့ပြီးရှင်တန်ရာများဖြင့်သိဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ဌာနပင်ဒေတာကန်ဖြစ်သူနော်စေမူဖော်လီဂျန်ဂယ်စကောမက်ဒီဆင်ကော့တိုလေ GSMK တင်နန်ကို2023ခုနှစ်တွင်အောင်မြင်ခဲ့ပြီးနောက်ဌာနပင်မြို့နယ်ရှိဟူမုတ်ဒဲစေကန်၌စေမူတူဖြစ်လာခဲ့က FBR နှင့်အတူတောင်ငူခရိုင်အတွင်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ရဲဘော်များအားဆေးကုသမှုပေးနေသည့်စေမူတူလည်းဖြစ်သည်တန်တောင်ကြီးမြို့နယ်နဲ့ထန်းပင်မြို့နယ်အစပ်တပြေညွတ်ရွာရှိတက်စကန်ကိုတော်လိုင်းအင်အားစုများကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ရင်းဒေသအနီးတစ်ဝိုက်ကိုစစ်ကောင်စီကမက်လ6ရက်မှ9ရက်အထိလေကြောင်းမှဘုံ သည်မီလောင်ပုံဆက်လက်တွေ့ပြန်တိုက်ခိုက်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုများကြောင်းရွှေပြည်သားမကြီးတော်ရွာမှအမျိုးသမီးတို့အမျိုးသားတို့ကြောက်ကြီးပေါက်ရွာမှအမျိုးသမီးတို့ခွေးကြီးဆက်ပြကြီးရွာမှတက်ကြီးပိုင်းအမျိုးသမီးတို့တို့တိုက်ဆုံခဲ့တယ်လို့ခုနှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်တမူးကဘော်ချိုင်ဝမ်ဒေတာကိုအိန္ဒိယပိုင်းနဲ့အတွင်ပြန်သွင်းရန်မနီပူရာပြည်နယ်အမေရိကပြောဆိုမှုအပေါ်အချုပ်ချာအာဏာကိုလေးစားသင့်ပြီးနှစ်နိုင်ငံမိတ်ပြောင်မလုပ်သင့်ဟုစစ်ကောင်စီကလေးပြထိုးဆိုတဲ့တင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံနေနမေအတွင်ပါဝင်နေသောတမူးကဘော်ဂျိုင်ဝမ်ဒေတာကိုအိန္ဒိယပိုင်နယ်အတွင်ပြန်သွင်းရင်မနီပူရာပြည်နယ်အမေရိကပြောဆိုမှုစစ်ကောင်စီကအကျောက်ချအာဏာကိုလေးစားတဲ့မီနိုင်ငံမေးပြအောင်မလုပ်သင့်ဟုလေးပြေတွေ့ရုံပြန်လိုက်သည် စကိုင်းတိုင်းတမူးကဘော်ဂျိုင်ဝမ်ဒေတာကိုအိန္ဒိယအပိုင်းတဘောမျိုးပြောဆိုခဲ့တော့မနေ့ပူရာပြည်နယ်လွှတ်တော်အမတ်တူကြီးပြောဆိုချက်အပေါ်ဂျမ်ဘတ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဆော်မင်းထွန်းကမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့သည်မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်းအိန္ဒိယ at ease policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကပူးပေါင်းဆောင်ရွက်နေကြောင်းမြန်မာနယ်မြေကိုအုံပြု၍အိန္ဒိယအစိုးရကိုစန့်ကျင်နေသောအုပ်စုများကိုလက်ခံထားခြင်းမရှိကြောင်းတုံ့ပြန်ပြောဆိုသည် ဒီကဘောဇိုင်ဝမ်ဒေတာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ရခိုင်တုံးကလည်း2013တုံးကလည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီကတမူကလေးမင်းကြီးမြို့နယ်ပြီးပါဝင်တဲ့ကဘောဇိုင်ဝမ်ဒေတာကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေးရမျိုးရှိခဲ့တယ်။ဒါတွေကိုကလေးမျိုးမှာကိုမင်းကြီးမျိုးမှာရောဒေတာကန်ရီယာဆန္ဒပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ပြောကြားချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အိန္ဒိချင်းကောင်မိစေကောင်အဖြစ်နဲ့အမြင့်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့နိုင်ငံရေးလိုဘတကူတွေကိုကြည့်ပြီးနှစ်နိုင်ငံဆက်ဆံရေးကိုပြတ်ပြောင်းမလုပ်သင့်ဘူးဆိုတာပြောကြားလိုပါတယ်။မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြားလိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့အသိပေးသင့်တာတွေပြောဆိုသင့်တာတွေဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ဟုအကြံဖက်ဆိုမင်းထုံးကပြောဆို